ဆီးရီးယားနိုင်ငံဒမတ်စကတ်မြို့မှာမက်စလာ၁၇ရက်နေ့ကရှီရိုက်ဖျားဖို့ဧည့်သည်တွေကိုပြစ်မှတ်ထားပြီးဘုံးနှလုံးပေါက်ခွဲခဲ့တာကြောင့်အီရန်နိုင်ငံသားအများစုအပါအဝင်လူ59ဦးသေဆုံးခဲ့တယ်လို့ AFP သတင်းအရသိရပါတယ်။အခင်းဖြစ်ပွားခဲ့တဲ့နေရာဟာကဘာတော်မှာဖျားဖို့တွေလာရောက်တဲ့ရှီရိုက်ကူဘိတ်ဘန်အချို့တီးရှိရာဘတ်အက်ဆာကာဒီတာဖြစ်ပါတယ်။ဘတ်စကားတစီဖြစ်လာစဉ်လမ်းမမှာထောင်ထားတဲ့ဘုံးနှလုံးအရင်ပေါက်ခွဲခဲ့တာဖြစ်ပြီး ဒုတိယပုံကိုတော့အသေးခံပုံခွဲသမားကဖောက်ခွဲသွားတာလို့လူအခွင့်ရေးဆိုင်ရာ Syria စောက်ကြီးအဖွဲ့ကပြောပါရယ် Syria နိုင်ငံပိုင်ရုပ်တံဌာနကသိဆုံးသူတွေအပြင်တရားရသူ120ရှိရဲဆိုပြီးအဖျော်ပတ်စကားချို့ပြင်းပေါက်မှန်တွေကွဲပြီးမိလောင်ပစ္စည်းတွေပုံတွေကိုထုတ်လွှင့်ပြသခဲ့ပါရယ် Syria ပြည်ထောင်ဝင်ကြီးမူဟာမက်ရှာကတော့ဒီပုံခွဲတိုက်ခိုက်မှုဟာအာရဗ်နိုင်ငံမှာဖိအားဖို့ဧည့်သည်တွေကိုပြစ်မှတ်ထားလုံဆောင်ခဲ့တာလို့ပြောခဲ့ပါရယ် အီရတ်နိုင်ငံသားရေးဝန်ကြီးဌာနကလည်းတေဆုံသူတွေနဲ့တန်ရသူတွေထဲမှာသူ့နိုင်ငံသား54ပါးပါတယ်လို့ထုတ်ဖော်ပြောကြားခဲ့ပါတယ်။မျက်မြင်သက်သေတဲ့ဦးကတော့ပရမဘုံပေါက်ခဲတဲ့နေရာမှာလမ်းသွားလမ်းလာတွေစုဝေးနေကြတဲ့အချိန်ဒုတိယဘုံတလုံးထပ်မံပောက်ကွဲခဲ့တာဖြစ်တယ်လို့ AFP သတင်းဌာနကိုထွက်ဆိုခဲ့ပါတယ်။နိုင်ငံမယုံတန်ဌာနအဆိုအရအနီးမှာရှိရထောင်းကျောင်းဘုံတက်ဆင်ထားတဲ့စိုက်ကလစီကိုလည်းအချိန်မီစနစ်တန်ဖြုတ်ခဲ့ရလို့သိရပါတယ်။ လက်လောမှာတော့ဒီဘုံခွက်တက်ခိုက်မှုတွေဟာဘသူ့ရဲ့လက်ချက်ဆိုတာကိုမသိရသေးဘူးလို့ AFP သတင်းမှာဖော်ပြထားပါတယ်